ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်အစောပိုင်းတုန်းကတနင်္ဂနွေသားသမီးများအိမ်ကနေပြေးသွားတာပျောက်သွားတာကို ြန်လုပ်လို့ရတဲ့ရေနေရာနီးလိုင်းလေးတစ်ခုကိုတင်ပေးထားပါတယ်အခုတနင်္လာနေ့ကနေပြီးတော့တနင်္လာသားသမီးကနေစနေသားသမီးဒီပြော့ပြပြီးမှဖြစ်ပါတယ်เนาะဒီဗီဒီယိုလိုက်ကလေးကိုစာဆုံးပြီးကြည့်ပေးဖို့တော့လိုအပ်ပါတယ်เนาะအဲ့တော့တနင်္လာသားသမီးတူဦးဟာအိမ်ကနေပြေးသွားတယ်ပျောက်သွားတယ်ပြန်ခေါ်ခြင်းနဲ့ပြန်ဆက်တွေ့ရခြင်းနဲ့ဆိုလို့ရှိရင်လက်ပံညော့36ညော့ကိုသူအိတ်တဲ့အရာအောက်မှာခင်းပေးရမှာဖြစ်ပါတယ်အဲ့ဒီခင်းအိတ် ခင်းမိထားတဲ့အရာပေါ်မှာမိသူတဦးတယောက်မှတက်အိတ်လို့မရပါဘူးတက်ပြီးတော့နေလို့လည်းမရပါဘူးเนาะနောက်လက်ပံညွန်36ညွန်ကိုမိမိတို့အနေနဲ့မြတ်စွာဘုရားရှင်ကိုသူ့ရဲ့မွေးနေ့9နာရီ45မှာလှူဒန်းပေးပြီးတော့ဆုတောင်းပေးထားမှာဖြစ်ပါတယ်22ရက်တတိတော့ထားပေးဖို့လိုအပ်တယ်22ရက်တတိပြေသွားပြီဆိုရင်အရွယ်လဲပြီးမှရေပြန်လဲပြီးမယ်เนาะအဲ့ဒီလိုမျိုးပဲအင်္ဂါသားသမီးများဆိုလို့ရှိရင်တရရညွန်33ညွန်ကိုသူ့ရဲ့မွေးနေ့ မနက်ပိုင်းလေးမှာအိယာအောင်မှာခင်းပေးထားမှာဖြစ်ပါတယ်เนาะခေါ်လိုသူရဲ့အိယာအောင်မှာခင်းပေးထားရမယ်အိမ်ဖီးအားမှာတော့ပန်းလေးထိုးပြီးတော့လှူဒန်းပေးရမယ်သူ့မွေးနေ့9:45မှာတိလုပ်ပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့ခင်းပေးရတဲ့အိယာပေါ်မှာမိသူတဦးတယောက်မှာတက်နေတာမျိုးတွေတက်ပြီးတော့အိတ်တာမျိုးတွေပြုလုပ်လို့မရဘူး ခေါ်တဲ့ဆူတောင်းတဲ့အခါမှာလည်းတေချာစိတ်ညစ်ပြီးတော့ဆူတောင်းလို့အရေးကြီးတယ်เนาะအဲ့ဒီလိုမျိုးပဲဗုဒ္ဓဘုရားသမီးညာဟုသားသမီးများအိမ်ကနေထွက်ပြေးသွားတယ်ဆိုရင်ကတိညော36ချောင်းညအိမ်ရမှာခင်းပြီးမယ်ခင်းရမှာလှူပြီးမယ်သူတို့ရဲ့မွေးနေ့9:45မှာလှုပ်ပြီးရင်ပူကောင်းတယ်เนาะ ။ဒါသာပေးသားလေးများဆိုရင်အင်ဂျင်ညော22ညောအရာအောင်မှခင်းပေးမယ်မျက်စွာဖျားကိုလှူပေးမယ်နော်ဒီလောက်ဒီတဘောပေါက်မယ်ထင်ပါရဲ့နော်ပြောပြတာတောက်ကြသားမျိုးများဆိုရင်လည်းဇလက်ညော25ညောကိုအရာအောင်မှခင်းပေးမယ်မျက်စွာဖျားရှင်ကိုလှူပေးမယ်စနေသားသမီးများဆိုလို့ရှိရင်တော့အိုးတစ်လုံးနဲ့မှရေ၂၂ခွက်ထဲမယ်เนาะ ိုးတစ်လုံးနဲ့မှရေစနက်ကွက်ထဲမှာပြန်လာလူတူရဲ့အိယာပေါ်မှာတင်ထားပြီးဘူးလိုအပ်ပါတဲ့အိုးလေးကိုမြတ်စွာဘုရားရှင်ပေါ်မှာလည်းအဲ့ဒီအိုးလေးကိုလှူဒန်းထားပြီးဘူးလိုအပ်ပါတဲ့အဲ့ဒီအိုးမှာတော့သူ့နာမည်ကိုရေးပြီးတော့ပြန်ခေါ်ပေးရမှာဖြစ်ပါတယ်စုတောင်းပေးရမှာဖြစ်ပါတယ် ကဲဒီနီလန်းနေနဲ့ကိုကရုံရုံကြည်ကြည်နဲ့ပြုတ်လို့မယ်ဆိုလို့ရှိရင်အင်းကနေပြေးသွားတာလေအင်းကနေပျောက်သွားတဲ့လူကြီးကိုရှိရနေပြီးတော့အဆက်တွေကောင်းနေပြန်ရလာပါလိမ့်မယ်ကျမမိတ်ဆွေများအားလုံးစိတ်သွားတိုင်းကိုပါလို့ရဆန္ဒတွေပြီးဝနိုင်ကြပါစေရှင်ဒီရေရာအကြောင်းအရာလေးကိုမရှင်းဘူးဆိုရင်ကျမထံမှာလာရောက်မေးမြန်းလို့ရပါတယ်ဗိုက်ပါကနေတဆင့်ဆက်တွေလာလို့ရပါတယ်နော်အဲ့တော့ကျမရဲ့ဖုန်းနံပါတ်ကိုမိတူတူတယောက်မှပေးထားခြင်းမရှိပါဘူးငွေ ပေးတဲ့ငွေလွှဲခိုင်းခြင်းလည်းမရှိပါဘူးကျမရဲ့ Viber ကနေတစ်ဆင့်တိုက်ရိုက်လာမိပြီးတော့မှငွေများလွှဲပေးဖို့လိုအပ်ပါတယ်เนาะအတူ